はい、皆さん、こんにちは。はるきです。ディビューテーマ、カラーにかけて、それグラマーリーにパテビロ、ぴょ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 သင်ခန်းစာ၂၀တက်မှာဆိုရင်ခါလာနိခခဲတဲ့ဆိုရယ် grammar လေးကိုသင်ရမှာဖြစ်ပါတယ်။ဒါဆိုရင်ပထမဆုံးအနေနဲ့သူ့ရဲ့ရှင်းလင်းချက်ပေါ့နော်။ Hyogan ဆိုရယ်ဖော်ပြခြင်းလေးကိုကြည့်အောင်။နိုင်နာနိခါလာနိုင်နာနိနိခခဲတဲ့ ဟိုသူရဲ့အဓိပ္ပာယ်ကဘလို့အဓိပ္ပာယ်လဲဆိုတော့ကအောက်မှာရေးထားရပါတော့နိုင်နိုင်ဒီခါလာဂူရာယီမတင်တော့အာရဒါဆိုတော့ဒီအဓိပ္ပာယ်ကဘလို့ပြောဘာကိုပြောလဲဆိုတော့ in five level တော့ကတင်ရတဲ့ခါလာမတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တူတူပဲပေါ့နော်ကွလတ်ကနေကွလတ်လာသူတို့နှစ်ခုရဲ့အာရဒါဆိုတဲ့ဂျားပေါ့နော်အဲအဲ့လိုအဓိပ္ပာယ်လေးပြီးတော့နောက်တစ်ခုကနိုင်နိုင်ဒီခါလာဒိုင်တိုင်းမတယ် အော်ကွလတ်ကနေအကြံဖြင့်ကွလတ်အထီဆိုရတဲ့ပဲဒါဆိုတော့ထွေတထူးတော့မရှိဘူးပေါ့နော် in 5မှာတင်ရတဲ့ခါလာမတဲ့နဲ့အတူတူပဲဒါဆိုဒီမှာတင်ရတဲ့ခါလာနီခက်ခဲ့တဲ့ဆိုရဟာနဲ့ in 5ကတင်ရတဲ့ခါလာမတဲ့နဲ့ဘာကွာလဲဆိုတော့ဒီခါလာနီခက်ခဲ့တဲ့ဆိုရတဲ့ပဲအစာရေးတဲ့အတော့ပေါ့နော်ပြီးတော့နောက်ခုကဘာလဲမိုးရဝတာကြီးညာတဲ့အခါမှာအဲ့ဒီ grammar လေးကိုတုံးလေးရှိရပေါ့နော်ကဲဆိုရင်ဆက်စပ်စကူဆိုရဟာလေးကိုကြည့်အောင် तू आ नाउ ပဲတုံးလို့ရတယ် नाउ ခါလာ नाउ နီခခဲ့တဲ့ပြီးတော့ two eat တဲ့ဆိုတဲ့တတိထားရမယ်အချက်ပေါ့နော်ခုခံជីခံတို့ချီလာနီမို့စကောက်နေရရဲ့အချက်ရဲ့ဘယ်နေရာမှာဆိုတုံးလို့ရတယ်နော်ဒါကတော့ထရီထူးထူးမဟုတ်ဘူးနော် in five မှာတော့လည်းအဲငါ नाउ ပဲတုံးလို့ရတယ်ပြီးတော့နေရရဲ့အချက်ရဲ့နှစ်ခုတုံးလို့ရတယ်ဒီမှာလည်းတူတူပဲ नाउ ပဲတုံးမယ်ပြီးတော့နေရရောအချက်ရောနှစ်ခုစလုံးတုံးလို့ရတယ်ပေါ့နော် ဒါဆိုသူ့ရဲ့အေးစမဲ့စာကြောင်းလေးကိုကြည့်အောင်ဟိုကိုဒိုကာရာကန်တိုနီခခဲ့တဲ့အမေကဖူရူတယ်ရှော့နော်အမေကဖူရူမိုးရွာတယ်ဒေရှော့ဆိုတဲ့ grammar လေးကိုသုံးထားတယ်သူကဘာလဲဆိုတော့မိုးရွာတာကြီးညာတဲ့အခါမှာတုံးလေးရှိတဲ့ grammar လေးပေါ့နော်မိုးရွာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟိုကိုဒိုကနေပြီးတော့ကန်တိုဒေတာအထိအမေကဖူရူတယ်ရှော့မိုးရွာပါလိမ့်မယ် အုပ်လေးကိုကြည့်မဲ့ဆိုရင်ဒီမှာမိုးလေဝသကြီးညာတဲ့လူကနေပြီးတော့ဒီဂျပန်နိုင်ငံရဲ့အပေါ်ဆုံးနေရာမှာရှိတာဟိုကိုတိုတိုကျိုနားတစ်ပိုင်းမှာရှိတာကဒီဟာခန်တိုဒေတာပေါ့နော်ခန်တိုဒါဆိုတော့ဟိုကိုတိုကနေပြီးတော့ခန်တိုဒေတာထိပေါ့နော်အာမေဂါဖူလိုဒေရှောမိုးရွာနေမယ်ဆိုပြီးတော့သူကတည်ငြိမ်ညာနေတာဒါဆိုဒီနေရာမှာတုံးထားတဲ့နောင်တစ်ခုကဘာလဲဆိုတော့အချိန်မဟုတ်ဘူးပေါ့နော်နေရာကိုတုံးထားဟိုကိုတိုဆိုတဲ့နေရာရဲ့ခန်တိုဆိုတဲ့နေရာရဲ့အဲ့ဒီနှစ်ခုအကွာဝေး သူတို့နဲ့ကိုယ့်ရဲ့အိုင်ဒါဆိုရဲဂျာဆိုရဲအဓိပ္ပာယ်လေးကိုသုံးထားပါဘောနော်ဒါဆိုရင်ဒီ grammar လေးနားလည်လောက်ပြီးထင်ပါရဲ့ဒါဆိုတော့သူ့ရဲ့တခြား example စာကြောင်းလေးကိုကြည့်အောင်ဟိုကတော့ level ဆိုရဲပထမဆုံးစာကြောင်းပါဘောနော်ခွန်ဘန်ခါလာအစ်တနောအဖာနီခကေတဲကီအုံကဖာဂါလူဆိုတဲ့တော့ဒီနောက်ကခန်းကြီးလေးကဘာလို့ပြောလဲဆိုတော့ key on ဆိုရဲအပူချေရဲ့ ီးတော့ဆာဂါတို့ဆိုရဲကြဆင်းသည်ဆိုတဲ့ပဲပေါ့နော်ဒီနေ့ညကနေပြီးတော့မနှက်ဖြံမနဲ့အထီခီအွန်ကဆာဂါလို့ဆိုတဲ့အပူချေကကြဆင်းမယ်လို့ကြားတယ်နော်ဒီဆိုတဲ့ဆိုရဲ grammar လေးက dictionary form ဆိုတဲ့ဆိုတော့ကအကြဆိုးပေါ့နော် ကွက်လိုက်တယ်လို့ကြားတယ်အဲ့လိုဒီပဲလေးဘာသာပြန်မယ်ဟုတ်ဒီနေရာမှာတုံထားတဲ့ noun နှလုံးကလည်းဘာလို့လဲဆိုတော့အချိန်ကိုပြောတာပေါ့နော်ဒီတစ်ခေါက်ကအချိန်ဒီနေ့ညကနေပြီးတော့မနေ့ပြန်မနေ့အထိအဲအချိန်ကာလကိုပြော 该说那说的讲，可能真不是哇、啊，は对阿爸来说真不是六百股，知道？第六百股的九幺三期卡拉三一期六百嘛，の世紀。九五世紀にかけて活躍した活躍。ディーーはい。リー那ボ第があれ、啊嘞，十四ズネカニビロ、罗，十五亚洲内ティ、活躍した。 အစွမ်းပြခဲ့ပါတယ်ခါဆိုရကုဆိုတာဘာလို့ပြောလဲဆိုတော့အစွမ်းပြတီဆိုရတယ်ပဲပေါ့နော်ဒါဆိုဒီလူပုပ်ကူက14ရာစုနဲ့ကနေပြီးတော့15ရာစုနဲ့အထိဆိုတဲ့အချိန်ကာလအချိန်ကာလအထိခါဆိုရကုစတာအဲ့ဒီအချိန်ကာလအတွင်းမှာအစွမ်းပြခဲ့ပါတယ်ဒါဆိုဒီနေ့သင်တဲ့ grammar ပေါ့နော်ဒီနေ့ပြောပြတဲ့ grammar ကိုပြပြမယ်ဆိုရင်ခါလာနိခခဲ့တဲ့တနည်းအားဖြင့် now ပဲတို့လို့ရတယ် now ခါလာ now နိခခဲ့တဲ့ ပြီးတော့အခြေရနေရာရဲ့နှမျိုးစလုံးတို့လို့ရတယ်။အဲ infant မှာတင်ရတဲ့ခါလာမတယ်ဆိုနဲ့အတူတူပဲအဲ့လိုမှတ်ထားလို့ရပါတယ်။ Gavin Degram တွေလည်းနားလည်လောက်ပြီးလို့ထင်ပါရဲ့။ဒါဆိုနောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ်။ဂျာမနာဆာအိုစကာလက်ဆာမတ်ဒက်မတ်တနဲ့ဘိုင်ဘိုင်